အားလုံးမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့လုပ်ရတာလေးလုပ်ဖို့ပြီးစမ်းလို့လည်းအရင်ကောင်းတယ်တက်သားစီချက်ခောက်ဆိုးလေးအိမ်မှာအလွယ်လှူစားပြစ်ပါရှင်ချက်စီချက်လုပ်ဖို့အတွက်ကိုတော့ကြက်ရင်မုံအသားကိုဖုလိုမျိုးအတုံးသေးလေးတွေလှီထားပေးပါတယ်ရေကုန်ကိုတော့စီချက်ချက်တဲ့နေရာမှာသုံးဖို့အတွက်တက်တက်ဖယ်ထားလိုက်ပါရရှင်။ချက်သားကိုအရသာနေဖို့အတွက်ပဲငယ်ပြားရဲ့အကြီးထည့်ပါတယ်။ပြီးရင်ခရုစီအနည်းငယ် ဟင်ခတ်မုံအနေငယ်နဲ့မြေုပ်ကောင်းမှုတို့ကိုထည့်ပြီးတော့အရသာနှက်ဆက်သွားအောင်လို့နေထားပေးလိုက်ပါမယ်။ဒီနေရာမှာအရသာအပေါင်းငံကတော့မိမိသုံးတဲ့ကြက်သားရဲ့အနည်းများပုံမှန်မြူတည်ပြီးတော့မိမိစိတ်ကြိုက်ထင်မှန်ပါလိမ့်ရှင်။အရသာနှက်ဆက်အောင်နေပေးပြီးသွားပြီဆိုရင်တော့သူ့ကိုခဏလောက်နှက်ထားပေးလိုက်ပါမယ်ရှင်။ကြက်သားကို အရသာနှက်ထားတော့မှကြက်သွင်ပြီးဥအကြီးတလုံးစာကိုသားပြားရိုက်အခွန်သွားပြီးတာနဲ့ပပလီပြီးရောနုံနုံတတိလေးလေးဖြစ်အောင်လို့စဉ်းထားပေးလိုက်ပါမယ်။ စီစဲချက်တဲ့အခါမှာလည်းအကျက်ညီအောင်လို့အရွယ်စားညီအောင်လို့နှုံနှုတ်ဆင်ထားပေးပါမရှင်။တကယ်လို့ကျိတ်ဆက်ရှိရဆိုရင်လည်းကျိတ်ဆက်နဲ့ကျိတ်မယ်ဆိုလည်းရပါတယ်နော်။ပြီးတော့ရင်တော့စီစဲချက်ဖို့အတွက်ကျိတ်ရည်ပုံဖယ်ထားတာလေးကိုထည့်ပြီးတော့ကြုပ်ပေးပါမယ်။ဒီကျိတ်ရည်ပုံကထွက်တဲ့အစီနဲ့စီစဲချက်လိုက်တော့အနံ့လေးကပို့ပြီးတော့မှုပါတယ်ရှင်။ စိတ်ရကုန်လေးကျုပ်ခံနေလာပြီဆိုရင်တော့စီထက်ပြီးတော့ထည့်လိုက်ပါတယ်။ဒီကနေ့ဒီကျုပ်အောင်ကြောထားတဲ့စိတ်ရကုန်ကိုဆဲထုတ်ထားပေးလိုက်ပါမယ်ရှင်။ပြီးသွားတာနဲ့ဒီစီတဲကိုပဲခုနကနှုတ်နှုတ်ဆင်းထားတဲ့စက်သွင်းမြူလေးတွေကိုထည့်ပြီးတော့ကြောပေးပါမယ်။ကျက်သွင်းပြီးထည့်ပြီးသွားတာနဲ့ကျမကတော့မီးကို ပိတ်လိုက်ပါတယ်ရှင်။ဒီစီရဲ့အပူချိန်လေးနဲ့ပဲကျက်သွင်းလေးရဲ့အကျန့်ညီသွားအောင်လို့အဆက်မပြတ်လေးမှုပေးပါရတယ်။မီးအပြင်းနဲ့ကြောမယ်ဆိုရင်ကျက်သွင်းပြူကအတူးမြန်လိုပါရှင်။ စနွေးမုံလေးလေးအနည်းငယ်ထည့်လိုက်ပါရယ်ပုံမှန်အားဖြင့်တော့ဒီစီချက်ခါစဲမှာစီချက်ချက်တဲ့ခါမှာစနွေးမထည့်ပါဘူးရှင်ကျမကတော့အယောင်လေးလှအောင်လို့နည်းနည်းလေးပါတယ်ဆိုရင်လေးထည့်လိုက်ပါရယ်ခုလိုရွှေဝါရောင်လေးတန်းလာပြီဆိုရင်တော့ချက်တွေပြည့်စီချက်လေးရပါပြီရှင်ပြီးသားပြီဆိုတာနဲ့ဒီမကအရသာနေထားတဲ့ချက်သားကိုကြောဖို့တဲ့အိုးလေးကို စီလေးအနည်းငယ်ထည့်ပြီးတော့ချက်သားကိုထည့်ပြပါမယ် ခဏနေရတဲ့ဒီစက်သားရဲကနေပြီးတော့ရေလေးထွက်လာပါတယ်ရှင်။ရေမထည့်သေးပဲနဲ့သူ့ရဲ့ရေနဲ့သူ့ပဲခဏလောက်လှိမ့်ပြီးတော့ကြော်ပြထားလိုက်ပါမယ်။ခဏလောက်ငွေကြော်ပြပြီးတော့မှဒီစက်သားလေးတွေနူးသွားအောင်လို့အဖုံးလေးအုပ်ပြီးတော့မီးအလယ်လက်လေးနဲ့10မိနစ်ခန့်တည်ထားပေးလိုက်ပါမယ်ရှင်။ခုဆိုရင်စက်သားကထွက်တဲ့အရေးကလည်းခန့်ပြီးတော့စက်သားလေးကလည်းကျက်နေပါပြီနော်။ ီလိုမျိုးမလုပ်ချင်လို့ကြက်သားကိုပြုတ်မယ်ဆိုရင်လည်းရပါတယ်ရှင်တယောက်နဲ့တယောက်လှုပ်ရှားတဲ့နေလေးတွေကတော့အနည်းငယ်ကွဲပြားကြပါတယ်ကျွန်တော်ကတော့အခုလိုမျိုးလေးကြက်သားကိုချော်လိုက်တာကစမ်းလို့လည်းပိုကောင်းတယ်အနံ့လေးကလည်းပိုမွေးပြီးတော့အရသာလည်းလေးလေးပြင်းနေရှိတယ်လို့ခံစားရပါတယ်ဒါကတော့ကျွန်မလှုပ်ရှားပြတဲ့နေလေးပါနော်ကျမကတော့အခုလိုအနံ့လေးမှုပြီးတော့ကြက်သားရဲ့အယောင်လေးညွညူလေးဖြစ်လာတဲ့အထိအောင်လို့ကြော်ပေးလိုက်ပါတယ်ဒီနေထားလေးဆိုရင်တော့ရပါပြီရှင်။ စီချက်ခောက်ဆွဲအတွက်တက်တုံမိတ်လေးလေးလိုအပ်တာမို့ချက်တုံမိတ်အင်းငယ်ငယ်ကိုလည်းလှိထားပြလိုက်ပါမယ်နော်အားလုံးပြင်ဆင်မိသွားပြီဆိုရင်တော့ခောက်ဆဲပြုတ်ဖို့အတွက်ရေဖို့အရင်စုအောင်တည့်ပြီးတော့ခောက်ဆဲကိုထည့်ပြီးတော့ပြုတ်ထားပြလိုက်ပါမယ်ရှင်။ခောက်ဆဲပြုတ်ထားတော့မှစီချက်ခောက်ဆဲအတွက်အရသာလေးဆက်ထားပါမယ်။ပဲငယ်ပြားရည်အကြီးထမင်းစားစုံနှစ်စုံထည့်ပါရရှင်။ခရူးစီကိုတော့ထမင်းစားစုံနဲ့တစ်စုံစားထည့်ပါရစေ။ ။တန်းငံပြရဲ့အနောက်ကိုတော့အရာအောင်အတွက်အနေငယ်လေးပဲထည့်ပါမယ်။ပြီးတော့ရင်ငရုကောင်းမုံဟင်ခမုံအနေငယ်နဲ့စက်သွင်ပြီးစီချက်ချက်ထားတာတွေကိုထည့်ပြီးတော့အားလုံးနှက်ဆက်သွားအောင်လို့မှွေထားပေးလိုက်ပါမယ်ရှင်။ဒီနေရာမှာကျမတခုချန်နေခဲ့တာတကြားကိုလည်းထမင်းစားစောနဲ့တဝက်စာလောက်ထည့်လိုက်ပါတယ်ဗီဒီယိုရိုက်တဲ့အချိန်မှာတကြားကိုမထည့်ပြတာနဲ့နောက်တော့မှထည့်ပြီးတော့မှုပေးလိုက်ပါရရှင် အားလုံးတမအောင်မှုပေးပြီးွားပြီဆိုရင်တော့ရပါပြီ ခုခောက်ဆဲပြုတ်ထားတာလေးလည်းရပြီဆိုတော့ခောက်ဆဲကိုဆဲထုတ်ပြီးတော့ရေစစ်ထားပေးလိုက်ပါမယ်။ပြီးသွားပြီဆိုတာနဲ့အရသာဆက်ထားတဲ့ပကံလေးကိုခုနကရေစစ်ထားတဲ့ခောက်ဆဲပူပူလေးလေးတွေကိုထည့်ပေးလိုက်ပါတယ်။ခောက်ဆဲကအရန်ပူတော့ကျွန်မအကုန်လုံးပြခါရဲမထည့်ဘဲနဲ့တဝက်တတလောက်ပဲအရင်ထည့်ပြီးတော့နေလိုက်ပါမယ်နော်။ခဏလောက်နေပြီးပြီဆိုတော့မှကြံနေတဲ့ခောက်ဆွဲပဲဒီအားလုံးကိုထည့်လိုက်ပါတယ်။ ပြီးရင်ကြက်သားကြော်ထားတာလေးကိုလည်းတစ်ခါတည်းထည့်ပြီးတော့အရသာအလုံးနှက်ဆက်သွားအောင်လို့နောက်တစ်ခါထည့်ပြီးတော့နေပြီးလိုက်ပါမယ်ရှင်။အခုကျွန်မလုပ်တဲ့အနေအထားဆိုလို့ရှိရင်လူ၃ယောက်စာကိုဝဝလုံးလုံးစားလို့ရပါတယ်။အရသာအလုံးနှက်ဆက်အောင်နေပြီးပြီးသွားရင်တော့ကြာတာလေးမြည်ကြည့်လိုက်ပါမယ်ရှင်။ကိုစိတ်ချအရသာရပြီဆိုရင်တော့ရပါပြီရှင်။ပြန်တော့စားမဲ့ပကံလေးတွေကိုထည့်ပြီးတော့အပေါ်ကနေစက်သားကြော်လေးလေးထည့်လိုက်ပါမယ်။ ကျက်တွင်မီစီကျက်လေးလေးထပ်ထည့်လိုက်ပါမယ်ရှင်။နောက်ဆုံးကျရင်တော့ကျက်တွင်မီလေးအပေါ်ကနေဖြူလိုက်ပါမယ်ရှင်။ဒါဆိုရင်တော့အနက်လေးမှုမွေးလေးနဲ့စားလို့အရင်ကောင်းတယ်။ကျက်သားစီကျက်ခောက်ဆွေးလေးကတော့စားဖို့အဆင်ပြေဖြစ်ပါပြီရှင်။အိမ်မှန်ကိုယ်တိုင်လှူစားတာဆိုတော့အရသာကိုလည်းကိုစေးချိတ်ပင်ဆင်နိုင်တာမို့လှူစားကြည့်ပါရှင်။ဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်။ကျမရဲ့ channel လေးကိုလည်း subscribe လေးလုပ်သွားပေးဖို့ဖိတ်ခေါ်ပါရစေရှင်။နောက်ဗီဒီယိုလေးတွေမှာ ပြန်ပြီးတွေ့ကြမယ်နော်။